မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ10ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ရှမ်ပီနယ်မြောက်ပိုင်းနောင်ချိုမြို့ကစစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်တပ်စခန်းဖြစ်တဲ့ တပ်မတော်ကြီးအမတ်606ဒုံးတက်ရင်ကဗျူဟာမူတပ်ရဲမှုများဒဏ်ရာရပြီးတဲ့နောက်မှာတပ်ပေါင်းစုစစ်ကြောင်းတစ်ခုလုံးမနေ့ကညပိုင်းမှာစုခွာသွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇူလိုင်လ9ရက်နေ့ညပိုင်းမှာနောင်ချုံမြို့တက်မတော်ကြီးအမတ်606ဒုံးတက်ရင်ကဗျူဟာမူတက်ရင်မှုများဒဏ်ရာရရှိပြီးတဲ့နောက်စစ်ကြောင်းတစ်ခုလုံးစုခွာသွားခြင်းဖြစ်တယ်လို့သိရပါဗျ။နေပြည်တော်ကစစ်ကူပို့ထားတယ်။နေပြည်တော်တိုင်းစစ်ဌာနချုပ်လက်အောက်ခံအေလာက ခမာယ302တိုက်ရင်မှာတဘာတဲ့ဆုတ်ခွာသွားခြင်းဖြစ်တယ်လို့သိရပါတယ်။နောင်ချို606ဒုံးတက်ကဗျူဟာမှုနဲ့တိုက်ရင်မှုများဒဏ်ရာတွေရရှိပြီးတော့တပ်ပေါင်းစုတွေမနေ့ညကတော်လန့်ကနေပြီးတော့ဆုတ်ခွာလာပါတယ်။ စစ်ကူပေးပို့ထားတဲ့နေပြည်တော်ခမရ302တက်လဲတပ်ပေါင်းစုနဲ့အတူပြတ်လာပါတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုထားပါတယ်။နောင်ချုံမြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းများကိုဇွန်လ25ရက်နေ့မှာ TNL ကစတင်ထိုးစစ်ဆင်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီရဲ့ခမရ115တိုင်ရင်နောင်ချုံမြို့နယ်ရဲစခန်း၊ဂန်းကောတပ်စခန်း၊ခဲမော်စစ်တပ်စခန်း၊ကြောက်ကျန်းတပ်စခန်း၊ဆေးရုံတိုးဂိတ်စက်ယုံဘူရာယုံ ရွှေမြောင်ပင်ပုံမတိစတဲ့စစ်ကောင်စီရဲ့တပ်စခန်းများကိုဇွန်လ25ရက်နေ့ကနေဇွန်လ26ရက်နေ့အတွင်းမှာပိတ်ပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။ဇွန်လ28ရက်နေ့မနက်7:00နာရီအချိန်မှာတပ်မတော်ကြီးအမှတ်606ဒုံးတက်ရင်စခန်းကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။ဇွန်လ28ရက်နေ့မှာစစ်ကောင်စီရဲ့ခမာယာ114စခန်းကိုတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါတယ်။ဇွန်လ9ရက်နေ့ညပိုင်းမှာတော့အမှတ်606ဒုံးတက်ရင်ကိုသိမ်းပိုက်ရရှိခဲ့ပြီတဲ့နောက်နောင်ချိုတမြို့နယ်လုံးကို TNL ဥဆောင်တဲ့တော်လိုင်းတပ်များက ပိမ့်ပိုက်လိုက်နိုင်ခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းရေစကြိုမြို့နယ် တဲပုံအနောက်ခြေရွာနဲ့ရွာထောင်ခြေရွာကြားမှာရိခါပို့ပြီးပြန်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုတိုက်ခိုက်ရာစစ်သား၅ဦးတေဆုံးနိုင်ပြီးတော့60မမခြေဘူးတဖူးခြေအတောက်200ကျော်အပါဝင်ဆက်ဆက်ပစ္စည်းများကိုတင်စီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ9ရက်နေ့မနက်ပိုင်းမှာမြိုင်မြို့နယ်လင်းကရောနယ်မြေရဲစခန်းကိုရိခါပို့ပြီးတော့အင်အား40ခန်းနဲ့ရေစကြုံမြို့ခါလိုက်ရ258တရင်အတွင်းကိုစစ်တပ်စစ်ကြောင်းတခုပြန်လာတယ်လို့သိရပါတယ်။အဲ့ဒီစစ်တပ်စစ်ကြောင်းကိုညနေ3:30မိနစ်အချိန်မှာရေစကြုံမြို့နယ်တန်ပုံအနောက်ရွာနဲ့ရွာထောင်ခြေရွာကြားမှာ ဒရုန်းနဲ့ဘုံးကျဲတိုက်ခိုက်ခြင်း60မမနဲ့ပစ်ခတ်တိုက်ခိုက်ခြင်းလက်နက်ငယ်များနဲ့ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခြင်းတို့ကိုလှုံ့ဆော်ခဲ့ရာအကြမ်းဖက်စစ်သားနှစ်ဦးလဲကျသွားပြီးတော့တေဆုံးနိုင်တယ်လို့သိရပါတယ်ရေစကြိုခါလိုက်ရ258တက်ကလင်းကတော်ကိုရိုက်ခါသွားပုတ်ပြီးတော့ပြန်လာတာအင်အားကခံမှန်းကြီး40လောက်ရှိမယ်မနေ့ကမနက်ပိုင်းကတည်းကထွက်လာတာကျွန်တော်လက်တိုင်တွေကိုလိုက်ရှာနေတာညနေ3နာရီခွဲလောက်မှတွေ့တာ ပစ်ခတ်တိုက်ခိုက်မှုကြောင့်လဲကျသွားတဲ့နှစ်ဦးကတော့တေတော့တင်းနိုင်တယ်အတိအကျတော့မသိရသေးဘူးတခါတည်းရေစကြိုဘက်ကိုတောက်လျှောက်ပြန်ဆုတ်ပြေးသွားတာဆိုတော့ကျွန်တော်တို့နဲ့နိုင်ဝက်လောက်ဖြစ်ပြီးတဲ့နောက်ပိုင်းသူတို့ပြန်မဲ့လမ်းအတိုင်းတောက်လျှောက်ဆုတ်သွားတာ အခုတော့ခလိုက်ရ2 90တဲကိုပြန်ရောက်သွားပြီဒီမနက်အစောပိုင်း9နာရီခွဲလောက်ကမှပြန်ဝင်သွားတယ်လို့ရေစကြိုပကဖကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်တိုက်ပွဲဖြစ်ပွားတဲ့နေရာကိုနယ်မြေရှင်းလင်းတဲ့အချိန်မှာ60မောင်းမှအဖူတဖူ 5.56G 206တောင်း MAG ပေါင်းနှစ်ခုဖုန်းနှလုံးပတ်စံ3,500ကျပ်တို့ကိုတင်းစီရရှိခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရေစကြိုမြို့နယ်ပကဖနဲ့အတူ ပခုတ်ကူခရိုင်အမှတ်ကိုတက်ရင်တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆလာဘီတင်ဆက်ပေးရမယ်တရင်ကတော့ရန်ကုန်မြို့ဗဟန်းမြို့နယ်လင်လန်းနယ်ဓမ္မစရီလမ်းတော်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီနဲ့ရဲများကင်းဆောင်နေတဲ့ယာယီလုံခြုံရေးကင်းတဲကိုဖောက်ခွဲတိုက်ခိုက်ရာ ရဲနှအူပြင်းထန်စွာဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့ဇူလိုင်လ10ရက်နေ့မနက်8:43မိနစ်အချိန်အခုလိုဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော်လိုင်းရဲဘော်များအထီးကမ်းမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ထီသွားတာကရဲနှစ်ယောက်ပြပြန်ပြစ်တာတော့မရှိဘူးအခင်းဖြစ်ပြီးတော့တိတ်မကြဘူးမိဒန်ကရောက်လာတယ်ဆေးရုံကလည်းပါတယ်ဆေးရုံကနေတော့ရဲနှစ်ယောက်ကိုတင်သွားတယ်လို့ယူဆရတယ် ကျွန်တော်တို့စောင့်ကြည့်နေတာကြာပြီဗျညနေဘက်ဆိုရင်တော့စစ်သားတွေရင်ထင်းရဲတွေပါပါတယ်ယာယီတဲလေးတွေနဲ့တန့်ထိုးနေကြတာလို့ Ghost Hand Force GHF ရဲ့တာဝန်ရှိသူကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကို M043 စစ်စင်ရေးရဲ့တစိုက်တရေသားအဖြစ်နဲ့လှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူများအနေနဲ့အကြမ်းဖက်စစ်ကောင်စီနဲ့ပတ်သက်သောထောက်တိုင်များလုပ်ငန်းဌာနများစစ်ကောင်စီရဲ့အထိုင်ကင်းများလှည့်ကင်းများနဲ့ဝေးရာကနေရှောင်ရှားသွားလာကြပါရန် Ghost Hand Force GHF ရဲ့တာဝန်ရှိသူကမြစ်တာရက်ခံထားကြောင်းတရေရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေတန်းဂံကောင်းမြို့နယ်မှာမြစ်စိတ်ကိုရေချိုးဆင်းလာတဲ့ရဲတအုပ်ကိုလက်နက်ခဲယမ်းနဲ့အတူအရှင်ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ9ရက်နေ့မှာဂံကောင်းမြို့တွင်မှာတာဝန်ကျနေတဲ့အသက်23နှစ်အရွယ်ရဲတပ်သားရဲထက်မြတ်ဟာ မြင့်စိတ်ကိုရေချိုးဆင်းလာတဲ့အချိန် Generation Z Army တပ်ဖွဲ့ကအရှင်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ဖမ်းဆီးခံရတဲ့ရဲတပ်သားရဲထက်မြတ်ထံကနေပြီးတော့ G3 အမျိုးအစားတနက်တလက်ကြီပေါက်တစ်ခု7.62 G3 ကြီ12တောင်းတို့ကိုတင်းစီရမိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီရဲတပ်သားကိုစစ်တုံးပန်းဥပဒေနဲ့အညီဆက်လက်ထိန်းသိမ်းထားတယ်လို့ Generation Z Army တပ်ဖွဲ့ကတာဝန်ရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းမင်းလာမြို့ပေါ်မှာစိတ်ရောဂါခံစားနေရတဲ့ပြည်သူတအုပ်ကို PDF တပ်ဖွဲ့ဝင်ဆိုပြီးဆွတ်ဆွဲကကျူစောတိခေါင်းဆောင်လှခိုင်တဲ့စစ်ကောင်စီတပ်သားများကဖမ်းဆီးရိုက်နှက်တပ်ဖြတ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ9ရက်နေ့ည10:00နာရီကမှမင်းလာမြို့မြောက်ဘက်မြို့တက်ငါးလန်းရထားလန်းထိပ်မှာကင်းထဲမှာအရမ်းမူးပြီးတော့အိပ်ပျော်နေတဲ့ တန်တဲ့ပစ္စည်းအဟောင်းဝယ်တိုင်းမှာအလုတ်လုံနေတဲ့စိတ်ရောဂါခံစားနေရတဲ့ကိုပြားကြီးဆိုသူကို PDF တပ်ဖွဲ့ဝင်ဆိုပြီးဆွဆွဲကပြူစောတိခေါင်းဆောင်နှောက်ခိုင်တဲ့စစ်သားနဲ့ရဲများပါဝင်တဲ့ပတ်ကင်းကဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါဗျ။အခုလိုဖမ်းဆီးခေါ်ဆောင်သွားပြီးတဲ့နောက်မှာပြူစောတိခေါင်းဆောင်နှောက်ခိုင်တဲ့စစ်သားနဲ့ရဲများကကိုပြားကြီးကိုဖမ်းဆီးရိုက်နှက်ဆစ်ဆဲတဲ့အချိန်မှာညာဘက်မျက်လုံးဖူးရောက်ကျွတ်ထွက်မတတ်တငယ်အိမ်ပျက်စီးဒဏ်ရာနဲ့ကိုရင်းကြည်ဒဏ်ရာများရရှိခဲ့တယ်လို့သိရပါဗျ။ဇူလိုင်လ၈ရက်နေ့မနက်၁၇နာရီကမှ အမတ်6ရက်ကအုပ်ချုပ်ရေးမှူးကပြည်သူ၄စီကနေပြီးတော့အလူငွေတွေစုပြီးကိုပြားကြီးကိုမင်းလာဆေးရုံစီကိုပို့ဆောင်ကုသတဲ့အချိန်မှာရရှိခဲ့တဲ့ဒဏ်ရာတွေနဲ့ပေဆုံးသွားခဲ့တယ်လို့သိရပါတယ်။ပြူစောတိခေါင်းဆောင်နှခိုင်နဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများတပ်ဖြတ်မှုကြောင့်ပေဆုံးသွားခဲ့တဲ့ကိုပြားကြီးရဲ့ရုပ်အလောင်းကိုမင်းလာတုတ်တမ်းမှာပြဟိတအဖွဲ့တစ်ခုကမိသကြိုပေးခဲ့တယ်လို့သိရပါတယ်။ကိုပြားကြီးဟာမိဘဆွေမျိုးမရှိဘဲတကိုယ်တည်းတမားဖြစ်တယ်လို့သိရပါတယ်။ကိုပြားကြီးကစိတ်ကတိတ်မနှံ့ဘူးအရက်တော့တယ် သူကမျိုးထဲမှာကြုံတဲ့နေရာမှာအိတ်တာလှခိုင်ကစစ်ခွေးတွေနဲ့မျိုးထဲကင်းပတ်တယ်လောင်းကစားဝိုင်းတွေကိုလည်းစစ်တပ်ကိုစက်ကြီးပေးပြီးတော့လုံနေတာသူ့ကိုစစ်ခွေးတွေပေးထားတဲ့တနက်လည်းရှိတော့မထင်မထင်သလိုပြစ်နေတာကိုပြားကြီးကိုစစ်ခွေးတွေနှိပ်ဆက်တော့အော်ဟစ်ပြီးတော့မရိုက်ပါနဲ့ဆိုပြီးတော့တောင်းပန်နေတယ်မင်းက PDF မဟုတ်လားဘာလို့ဒီမှာနေနေတာလဲဘယ်သူကလွတ်လိုက်တာလဲဆိုပြီးရိုက်နှက်ပြီးမေးကြတယ်တဲ့ကိုပြားကြီးကဇေယဝတီရက်ကွက်ကဘာဘူးကြီးစီမှာလဲနွားကြောင်းတဲ့အလုပ်ကိုလုပ်တယ်ညအိပ်ရင်အဲ့ဒီအိမ်မှာအိပ်တယ်ဖမ်းဆီးခံရတဲ့ညကယထားလမ်းမှာတွားရင်နဲ့ဖမ်းခံရတာလို့ တာဝန်ရှိ KIPDF တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းဘုဒ္ဓလင်မြို့နယ်ထနောင်းကုန်းချေးရွာကျေးလက်စေးပေကန်းကိုဒီကနေ့မနက်ပိုင်းကစစ်ကောင်စီအုပ်စုက drone နဲ့ဘုံထုတိုက်ခိုက်လို့အသက်နှစ်နှစ်ခွဲအရွယ်ကလေးငယ်နဲ့စေကုပေးနေတဲ့ဆီယာမအပါဝင် ခုနှစ်ဦးတည်ဆုံးပြီးတော့ဒဏ်ရာရရှိတဲ့လူတွေလည်းရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဇူလိုင်လ10ရက်နေ့မနက်ပိုင်းမှာဘူးတလင်မြို့နယ်မုံရွာရေဦးလမ်းပိုင်းထဏောင်းကုန်းကြီးရွာအနီးကဒေသခံတော်လိုင်းအဖွဲ့တွေရဲ့စစ်ဆေးရေးဂိတ်ကိုမုံရွာနဲ့ဘူးတလင်မြို့ကြားအနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခရဲကစစ်ကောင်စီအုပ်စုကဒီကနေ့မနက်7:00နာရီဝန်းကျင်မှာပထမအကြိမ် drone နဲ့ဘုံးသီးချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီအုပ်စုရဲ့ drone ဘုံးကြောင့်ထိခိုက်ဒဏ်ရာရတဲ့ဒေသခံတော်လိုင်းအဖွဲ့တွေကိုထဏောင်းကုန်းကြီးရွာစီးကမ်းမှာစေကူတနေတဲ့အချိန်စစ်ကောင်စီအုပ်စုကဒူ ရိယအခြေ drone နဲ့ထပ်မံတိုက်ခိုက်ခဲ့ရမှာစေကူတာပေးဖို့စ조사နေတဲ့ဆီယာမနဲ့အသက်နှစ်နှစ်ကျော်အရွယ်ကလင်းငယ်အပါဝင်စုစုပေါင်း9ဦးသေဆုံးခဲ့တာဖြစ်တယ်လို့ဘူးတလင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပအာဖအဖွဲ့ဝင်တဦးကပြောပါတယ်သေဆုံးသူအများစုဟာတော်လိုင်းတပ်ဖွဲ့ဝင်တွေဖြစ်ပြီးတော့ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်လို့ဆိုပါတယ်ပထမအလုံးကထိခိုက်ဒဏ်ရာရတာပဲရှိတာ drone နဲ့လိုက်ကြည့်နေပုံရတယ်ဒဏ်ရာရတဲ့ရဲဘော်တွေကိုစေကူတာနေတဲ့အချိန်ထတ်ချတာကလေးနဲ့ဆီယာမသားအမိရောရဲဘော်၅ယောက်ကိုဆုံးသွားတယ်လို့ ဘူးတလင်မြို့နယ်ပအဖအဖွဲ့ဝင်ကပြောပါတယ်စစ်ကောင်စီအုပ်စုဟာပြီးခဲ့တဲ့လပိုင်းတွေတုန်းကလိုနမခနဲ့နှိစက်တဲ့ခြေရွာတွေကိုခြေချင်းစစ်ကြောင်းထိုးပြီးတော့လူသက်လူရက်မိရှို့တာမျိုးပိတ်မလို့ရဲတော့ပဲလက်နက်ကြီးနဲ့ထုတာ drone နဲ့ဘုံသီးချတာစတာတွေနဲ့ပြစ်ခတ်တိုက်ခိုက်နေတယ်လို့ဆိုပါတယ်ဒီကနေ့မနက်ပိုင်းမှာပဲမုံရွာမြို့နယ်ထဏောင်းတော်မြောက်ရွာကပြည်သူတွေကိုပြစ်မှတ်ထားပြီးတော့စစ်ကောင်စီအုပ်စုကလက်နက်ကြီးနဲ့အကြောင်းမဲ့ပြစ်ခတ်ခဲ့လို့ပြည်သူတအုပ်တေဆုံးကတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။